မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီဒာညင်ကြားမှုဦးစီးဌာနကနေအော်တိုဘားလ18ရက်ဒီဂရီ9နဲ့9နှစ်ချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်မြောက်ပိုင်းပင်လယ်ပင်လယ်ရောအရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြာမင်္ဂလာပင်လယ်တို့တွင်တိမ်သင့်တဲမှတိမ်ထူထွန်းနေပါမည်။ ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့ကချင်ပြည်နယ်တွင် နေရာကွက်ကြားနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစစ်စစ်တနင်္လာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြားမူတည်ချုံရပါမယ်ရွာရယာနှုံးပြည်ဖြစ်ပါတယ် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရမကွေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်တွင်ဘူးရသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်လေပြင်းတွင်လှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိပါမည်။လိုင်းမြစ်မှာမြမကံရံတစ်ချောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်၄ပြီမှ၆ပြီခန့်ရှိနိုင်ပါသည်။ ။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်မိုးထစ်ချုံရွာပါမယ်။ဒီပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့နေရာကွက်ကြားမှုထိချုံရပါမယ်။ရွာရံရုံပြည့်ဖြစ်ပါရဲ့ရှင်။